ဒီကနေ့မှာတော့အော်တိုဘားလ9ရက်နေ့ကနေ17ရက်နေ့အတွင်းတပတ်တာပြောင်းလဲလာမယ့်ကန်စရာလေးကိုဆရာကတာရွန်နဲ့ဖတ်ကြားပြီးတော့ဒီတပတ်တာအတွင်းမှာမှအကောင်းဆုံးဆုံးနေနံ3ခုကိုရွေးချယ်ပြီးပြောပြသားမှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်တာကာလအတွင်းမှာဘယ်နည်းနဲ့သားသမီးတွေကပါဝင်လာမလဲဘယ်လိုကန်စရာအပြောင်းလဲလေးတွေကိုကြုံလာရမလဲဆိုတာကိုတော့ဆရာနဲ့အတူကြည့်လိုက်ရအောင်။မိမိတို့ရဲ့ကံစရာလေးကိုဆရာကကိုစားကြည့်ပြီးမှဖြစ်တဲ့အတွက်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကံစရာလေးပေါ်မှာခုနှစ်သားသမီးများအနေနဲ့အာရုံလေးပြုပေးဖို့အတွက်လည်းပြောကြင်ပါရစေ။ ကဲဒီတစ်ပတ်တာကာလာအတွင်းမှာနေနံ၃ခုပေါ့နော်ကံအကောင်းမှုဆုံးနဲ့ကံစရာအပြောင်းလဲများဆုံးနေနံ၃ခုကိုရွေးချယ်ပြီးသွားပြီအဲ့တော့ဘယ်နေနံသားသမီးတွေဖြစ်မလဲအရင်ကြည့်ရအောင် ပြီးွားရင်နေနံသားသမီးတွေကမှဘလို့ကံနာတွေဘလို့ပြောင်းလဲလာမလဲဆိုတာကိုဆရာကအသေးစိတ်လေးပြောပြမယ်ပေါ့နော်ကဲပထမအဆုံးနေသားကကြတော့တရင်းလာသားသမီးဖြစ်ပါတယ်ဒုတိယနေသားကကြတော့ဂျာသာပရိသားသမီးဖြစ်ပါတယ် ကဲနောက်ဆုံးနေသားကကြတော့ဗုဒ္ဓဘုရားသမီးဖြစ်ပါတယ်အဲ့တော့တင်းနေလာရဲ့ဗုဒ္ဓဘုရားရဲ့ကြာတာရေးရဲ့အဲ့တော့နင်းနံကတော့တည်သွားပြီအဲ့နင်းနံသုံးခုကဘယ်ဘိုင်းနေမှာတည်သေးတာပြောင်းလဲလာမလဲဘယ်လိုကံစရာပြောင်းလဲလေးညုံရမလဲကြည့်လိုက်ရအောင်ပထမဆုံးကံစရာအနေနဲ့ကတော့လုပ်ငန်းကံဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လုပ်ငန်းပိုင်းဆိုင်ရာမှာဒီတပတ်တာကလာအတွင်းမှာကောင်းသောပြောင်းလဲခြင်းတွေဖြစ်လာမယ်လုပ်ငန်းပြောင်းလို့သူများလုပ်ငန်းရှာနေသူများလုပ်ငန်းအင်တာဗျူးဖြစ်ထားတဲ့လူတွေအနေနဲ့ကတော့ တေချာပေါက်လို့လို့ကိုဘက်ကနေရာဂိုင်းတော့အပြည့်လုပ်ငန်းကံနေကောင်းလာမယ်လုပ်ငန်းတွေလာပြီးတော့ကိုကို offer ပေးတာမျိုးလေးတွေကိုကိုလာပြီးတော့အဲကိုအတွက်ပေါ့နော်ကောင်းမွန်တဲ့လုပ်ငန်းမျိုးထိုက်တန်တဲ့လုပ်ငန်းမျိုးတွေကကိုစီလာပြီးတော့အဲဒီပေါ့နော်နော်ရေးဆောင်ပါခြင်းကိုကြီးဆောင်ပါခြင်းနဲ့ကိုရဲ့ပတ်ဝန်းကျင်တွေကအကူအညီကောင်းနေဖြစ်ဖြစ်ကိုရဲ့အကြီးအကဲတွေရဲ့ပြောရရင်တော့သူတို့ရဲ့လမ်းညွန်ပြသမှုကြောင့်ဖြစ်ဖြစ်ပေါ့နော်လုပ်ငန်းတွေရလာဖို့ရှိပါတယ်အဲ့တော့ဒါကတော့ပထမဆုံးလုပ်ငန်းကံဖြစ်ပါတယ်ကဲဒုတိယကံ ဲ့တော့ဒုတိယကန်စတာအနေနဲ့ကကြတော့ကိုယ့်ရဲ့ငွေကြေးပိုင်းငွေကြေးပိုင်းနဲ့ပတ်သက်ရင်တော့ဒီကန်စတာတွေကတော့ငွေကြေးကလေရသလောက်ပြန်ထွက်နေပါမယ်အဲ့တော့ရသလောက်ပြန်ထွက်နေရဆိုတော့ကကိုယ့်ရဲ့ရလာတဲ့အရာတွေကကိုယ့်ရဲ့ရပိုင်ခွင့်တွေကကိုယ့်ရဲ့မြုပ်နေတဲ့ငွေကြေးတွေကပြန်လဲပေါ်လာမယ်ဒါပေမဲ့တခုရှိတာကကိုယ်လိုအပ်တဲ့အရာတွေကိုလိုချင်တဲ့အရာတွေကိုယ့်ရဲ့မိသားစုတို့ဆွေးမှုသားချင်းတို့ကိုယ့်ရဲ့ချစ်သူခင်သူတွေနဲ့ပတ်သက်ပြီးတော့ ကုံစရာကိစ္စလေးတွေမဖြစ်မနေကုံရမယ့်ကိစ္စမျိုးတွေပေါ်လာပြီးတော့ငွေကုံကြေးကြများနေမယ့်ကာလတစ်ခုလို့တော့ဆရာအနေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့ဒီကာလတည်းမှာအဲကုံသိကုံလိုက်တဲ့အရာတွေကိုကုံပြီးတော့ပေါ့နော်ကိုယ်အတွက်လိုအပ်တဲ့အရာမျိုးတွေအရင်ကြီးပေါ့နော်ဟိုမဖြစ်မနေသုံးရမယ့်အရာမျိုးတွေမှာတော့ငွေသုံးပေးပါအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်အတွက်မသုံးလို့လည်းရတယ်အဲမလိုအပ်တဲ့အရာတွေကိုယ်အတွက်ပေါ့နော်အကျိုးမရှိတဲ့အရာတွေမှာငွေသုံးတာမျိုးလေးတွေကိုတော့မိမိအနေနဲ့ကိုယ်တိုင်ကိုကြပေါ့နော်ဟိုသတိထားပြီးတော့ gift site လေးနဲ့ဟိုကိုကစုတာ မျိုးဖြစ်ဖြစ်အဲမလိုတဲ့ຢာတွေမှာမသုံးတာမျိုးဖြစ်ဖြစ်အဲ့လိုလေးတွေပြုလုပ်ခြင်းပြင်တော့ကိုယ့်ရဲ့ငွေကြေးကံတွေကတော့အ ਨੇ ငယ်လေးအကောင်းဘက်ကိုဥတီလာမှာဖြစ်ပါတယ်အဲ့တော့ငွေထွက်မှာဖြစ်တဲ့အတွက်ကိုကကြိုတင်ပြီးတည်တာတယ်အဲ့တော့ထွက်တင်တာလေးပဲထွက်ပေးပါအဲ့တော့အရင်ကြီးမလိုအပ်တာတွေမှာမဝယ်ပါနဲ့မသုံးပါနဲ့အဲငွေမဖြုံးပါနဲ့ပေါ့နော်ကဲနောက်ဆုံးကန်စတာအဲ့တော့နောက်ဆုံးကန်စတာနဲ့ပတ်သက်ပြီးဆိုရင်တော့အတိုက်ခိုက် အဲ့တော့အတိုက်ခိုက်နဲ့ပတ်သက်ပြီးတော့ဒီကန်တရာအတွင်းမှာလူမျိုးပိုင်းဆိုင်ရာမှာကိုယ့်ကိုလာပြီးတော့တိုက်ခိုက်တာမျိုးတွေအနောက်ဆက်ပေးလာတာမျိုးတွေအမျိုးမျိုးသောပေါ်တော့ကိုယ့်အတွက်ပျက်စီးရပျက်စီးချောင်းဖြစ်အောင်ပြုလုပ်လို့သူတွေတစ်လောင်းမှာကြုံတွေ့နေရတတ်ပါတယ်ရှိတယ်ရှိနေတယ်အဲ့တော့ဒီကန်တရာအတွင်းမှာတော့လူယုံဒုက္ခပေးတာမျိုးလေးတွေကိုယ့်ရဲ့ယုံကြည်တဲ့လူမျိုးကကိုယ့်ကိုပြန်ပြီးတော့တစ္ဆာဖောက်တာမျိုးလေးတွေလိန်ညာခံရတာမျိုးလေးတွေကြုံရင်ရမယ့်ကံနမိတ်ထဲမှာရှိနေတယ်အဲ့တော့ လူယုံဒုက္ခပေးတတ်ပါတယ်ကိုဘလောက်ကြီးပဲယုံယုံဘလောက်ကြီးပဲတိကံတိကံဘလောက်ကြီးပဲအာနာအာနာပေါ့နော်အဲ့တော့သူရဲ့အာနာမှုကြောင့်ပေါ့နော်ကိုကိုပြန်ပြီးတော့ဒုက္ခခံရတာမျိုးဒုက္ခရောက်တာမျိုးလေးတွေအဆုံးရှုံးမှုမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့အတတ်နိုင်ဆုံးတော့ကိုကိုကိုကလွယ်ပြီးတခြားဘသူကမှယုံသိတဲ့ကာလတခုမဟုတ်ပါဘူးအဲ့တော့အတတ်နိုင်ဆုံးတော့ကိုယ့်ရဲ့မိဘတို့ကိုယ့်ရဲ့မိသားစုဝင်ကလွယ်ရင်ဂျန်တ်လူတွေရဲ့ပြောစကားတွေကိုချင်းချင်းယူပြီးတော့ချင်းချင်းယုံဝေးပါအဲ့တော့သူတို့ပြောတဲ့ဟာကြီးကိုပဲအရင်100%ပြည့်ပြည့်ဝဝ အလုံးစုံသိရမယ်အလုံးစုံယုံရမယ်ဆိုတော့အပိုင်းထဲမှာမရှိသေးဘူးเนาะအဲ့တော့ကိုယ့်ကိုဘယ်လောက်ကြီးပဲယုံယုံဘယ်လောက်ကြီးပဲပြစ်စလက်ခတ်ပေါ့နော်အဲ့လိုမျိုးကြီးကိုယ့်ရဲ့ရားပိုင်권မျိုးဖြစ်ဖြစ်လုပ်ငန်းကိစ္စမှာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုအာနာကုံလွှဲပြီးတာမျိုးဖြစ်ဖြစ်လုံးဝမလုပ်ပါနဲ့ဒီကလာထဲမှာယုံလို့လှုပ်လိုက်တဲ့အရာတကူကကောင်းတာတည်းစိုးတာတွေဖြစ်သွားတတ်ပါတယ်အဲ့တော့ဒီကန်စရာထဲမှာတော့ လူမွေးနဲ့ပတ်သက်ရင်တော့အတိုက်ခိုက်တွေများနေတတ်ပါတယ်လူယုံဒုက္ခပေးနေတတ်ပါတယ်အဲ့တော့အတက်နိုင်ဆုံးတော့ကိုကသတိထားပြီးတော့ဂရုစိုက်ပေးရမယ့်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့ကင်ဆာလေးတွေပြောပြီးတဲ့နောက်မှာတော့ဒီတစ်ပတ်တာကင်ဆာအတွင်းမှာအဲခုနပြောရဲပေါ့နော် နေသားပေါ့နော် နေသားအနေနဲ့ပူမိုကောင်းမွန်လာပြီးတော့အညံ့တွေပြေပြောက်သွားမယ်အညံ့တွေခြေဖို့အတွက်ဆိုရင်တော့ပြုတ်လုပ်ပေးရမယ့်ရေရေအနေနဲ့ရှိပါတယ်အဲ့တော့ ပြုတ်လုတ်ပြရမယ့်ရေတရာလေးအနေနဲ့ကတော့မိမိရဲ့အိမ်ဖျားမှာဩဇာညွန့်ပေါ့နော်ဩဇာညွန့်ချောင်းညွန့်ကိုတွားရောက်လူတန်းပေးပါကိုယ့်ရဲ့အိမ်ဖျားမှာလည်းရတယ်နေဆက်ရဖျားမှာလည်းရတယ်လူတန်းမယ်ဆိုရင်တော့ကိုယ်တိုင်ကိုကြနဲ့ပေါ့နော်ကိုယ့်ရဲ့မွေးနေ့အဲမွေးနေ့မနေ့9:45အချိန်တိတိလေးမှာတွားရောက်လူတန်းပေးပါအဲဂျိုတောင်းရှိတဲ့ဖျားဆိုလဲကိုယ့်ရဲ့မွေးနေ့အတောင်လေးမှာလူတန်းပေးပါအဲ့တော့ကိုယ့်အနေနဲ့ပေါ့နော်ကန်စရာတွေကိုကိုကကောင်းတဲ့ကောင်းအောင် အញ្ញံလေးပြပြောက်သွားအောင်ဆိုရင်တော့ကိုယ်အနေနဲ့အာယုံလေးတခြားစိုက်ပြီးအာယုံလေးပြူပြီးတော့ပေါ့နော်ကိုယ့်ရဲ့ကင်ဆာအញ្ញံလေးတွေပျောက်ကင်းသက်သာသွားပါစေကောင်းမွန်တော့ကင်ဆာလေးတွေမကြခင်မှာရောက်ရှိလာပါစေဆိုပြီးဆုတောင်းပေးပါအဲ့ဒါဆိုတော့တပတ်တာကင်ဆာလေးမှာရှိတဲ့အញ្ញံလေးလည်းပျောက်ကင်းသွားပြီးတော့ကောင်းမွန်မှုရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာတော့ပြေဆောင်ရဆောင်ရလေးတွေကောပြီးတော့ပြုတ်လောက်ရမယ့်ရေရလေးတွေကောအဲ့လိုပြောပြသွားပြီဖြစ်ပေါ့နော်နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကန်စရာလေးတွေကိုဆရာကပြောပြသမှာဖြစ်တဲ့အတွက်လည်းဒီဗီဒီယိုလေးကိုလည်း like and share လုပ်သားဖို့တောင်းလည်းမမေ့ပါနဲ့ ားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်